ကမ္ဘောဇာဖောင်ဒေးရှင်းကမရပူရာမှာမွေစိတ်ဖြည့်ဆည်းများပါဝင်တဲ့ mobile clinic တစ်ခုကိုထားရှိပြီးတော့24နာရီကျန်းမာရေးစောင့်ရှောက်မှုပိတ်နေ။အားလုံးပဲမင်္ဂလာပါ။ MCL Dos New Channel ကနေကြိုဆိုပါရစေ။ကမ္ဘောဇာဖောင်ဒေးရှင်းကမရပူရာမြို့မှာငလင်တန်နေပြည်သူတွေအတွက်မွေစိတ်ဖြည့်ဆည်းများပါဝင်တဲ့ mobile clinic တစ်ခုထားရှိပေးထားပြီးတော့24နာရီကျန်းမာရေးစောင့်ရှောက်မှုပိတ်နေလို့သိရပါရစေ။ကျွန်တော်အနေနဲ့မရပူရာမြို့မှာငလင်ပေးတင်ပြီးလက်ရှိနေပူပြင်းနေတဲ့ကာလဖြစ်နေရမို့ မိုဘိုင်းကလင်းနဲ့တခုတားရှိပေးထားပြီးတော့ကမ္ဘောဇာဖောင်ဒေးရှင်းကနေ24နှစ်အထိကျန်းမာရေးဆောင်ရှောက်မှုပေးနေပါတယ်ငါလင်းကြောင့်မွေးရနေရတွေကိုဆိုရင်ပြီးပါတယ်။ဒါကြောင့်ကိုကိုကိုစိတ်ရှိတဲ့တတဝါတွေအတွက်အကိုက်ခံရတယ်လို့ယူဆသူတွေကြိုတင်ပြင်ဆင်ပြီးတော့ကျမကြီးဆောင်ရှောက်ပေးနေရပါ။ဝမ်ပြဝမ်ရှော်တာကအစကူတာပေးနေရပါလို့မိုဘိုင်းကလင်းကတောင်းရှိသူကပြောပါရတယ်။ ဆိုပါမိုဘိုင်းကလင်းကအစိရှယ်တသက်ဝါးတွေကြိုက်ခံရလို့ယူဆသူတွေအထူးကြံမှကုသပေးခြင်းငှက်လင်တန်းကြောင့်အဆောက်အုံပြီးမိပြီးတော့ဒီကြိုက်တန်းရသူအနာရင်းတဲ့လူနာတွေစီဂျိုလူနာတွေသွေးတို့လူနာတွေပန်းနာရင်ကျက်လူနာသမားတွေဝမ်ပြက်ဝမ်းလျှော်လူနာတွေကိုအတိတ်ကာတာကုသပေးနေလို့သိရပါတယ်တရားကြီးမလူနာတွေကိုလည်းမလေးသိပ်ပန်လန်းရှိရုရှားဆင်ကိုကားရီစီစဉ်ပေးပြီးပို့ဆောင်ကူတာပေးနေလို့ဆိုပါတယ်။ဖောင်ဒေးရှင်းကလူဒန်တိုင်းမွေစိတ်ဖြစ်စေတဲ့ကပို့ရှန်တဲ့အလုံး120ကိုလည်းမေရာပူရာစေယုံတို့လူဒန်မှုစီစဉ်ထားပါတယ်။ ဒါအပြင်အမွာမွေးကန်ဒီလူနာကိုစောင့်ရှောက်ပြီးတော့အလွန်ဝေးချက်၅ဒိန်ထောက်ပံ့ပေးခဲ့ပြီးစေယုံတရားမဲ့လူနာတွေကိုငွေကြေးထောက်ပံ့ခြင်းတို့ကိုကမ္ဘောဇာဖောင်ဒေးရှင်းကပြုလုပ်ပေးနေလို့ဆိုပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။